ဒေါသကိုထိ ंछ ုပ်ခြင်းပုံပြင်ကလေးတို့ရေတစ်ချိန်လုံးကတောရွာလေးတရွာမှာမောင်မောင်ဆိုတဲ့လူငယ်လေးတယောက်ရှိတဲ့အဲ့ဒီလူငယ်လေးမှာဖြည့်ရှင်းလို့မရတဲ့ပြဿနာတစ်ခုရှိနေတဲ့အဲ့ဒါကတော့ဒေါသကိုထိ ंछ ုပ်လို့မရတာပါပဲမောင်မောင်ဟာဒေါသထွက်တဲ့အချိန်တိုင်းမှာ သူ့အနာကအခြားသူတွေကိုကိုထိလက်ရောက်ရန်ပြုပြောဆိုတာပစ္စည်းတွေလွှင့်ပစ်တာတွေနဲ့တခြားမကောင်းတဲ့အပြုအမူတွေကိုစိတ်ရှိတိုင်းပြုမှုပြောဆိုလေးရှိတဲ့ ဒီလိုဖြစ်တဲ့အချိန်တိုင်းမောင်မောင်ရဲ့အဖေဟာမောင်မောင်ကိုကြည့်ပြီးအမြဲစိတ်မကောင်းဖြစ်တဲ့။တနေ့မှာတော့မောင်မောင်ရဲ့အဖေဟာမောင်မောင်ကိုဒီတိုင်းထားရင်တသက်လုံးအကျင့်ဖြစ်သွားပြီးလူအများမုံတီးခြင်းကိုခံရနိုင်တယ်။ဒီမကောင်းတဲ့အကျင့်ကိုဘလို့ထိန်းချုပ်ရမလဲဆိုတာကိုမောင်မောင်ကိုသင်ငန်းစာတစ်ခုပေးနိုင်ရင်ကောင်းမယ်လို့စဉ်းစားပြီးမောင်မောင်ကိုတူတချောင်းနဲ့တန်ထုပ်တထုပ်ကိုပေးလိုက်တဲ့။ပြီးတော့ဒေါသတစ်ခါထွက်တိုင်းအိမ်နောက်ဖေးခြံစည်းရိုးမှာတန်တချောင်းသွားရိုက်ဖို့လဲမှာတာလေကွယ်။ မောင်မောင်ဟာသူ့ရဲ့ဖေပထမဆုံးပြောတဲ့နေ့မှာပဲတန်ထုပ်ထဲကတန်တဝက်ကုံအောင်အသုံးပြုလိုက်တဲ့ဒီလိုနဲ့ပဲမောင်မောင်ဟာဒေါသကိုမထိန်ချုပ်နိုင်တဲ့ရွေးတန်တွေရိုက်လာလိုက်တာခုနှစ်ရက်ကျော်သွားတဲ့အခါမှာတော့တန်နှင်းငယ်ပဲကျွန်တော်တည်းကွယ်ဒီလိုနဲ့မောင်မောင်ဟာခြံစည်းရိုးမှာတန်တွေရိုက်လာလိုက်တာရိုက်เสียရတဲ့မရှိတော့ဘူးတဲ့မောင်မောင်ရဲ့အဖေဟာရိုက်เสียရတဲ့မရှိတော့ရင်ဒေါသကိုထိန်ချုပ်သွားနိုင်တဲ့နေ့တွေမှာတော့ခြံစည်းရိုးမှာရိုက်ထားတဲ့တန်တစ်ချောင်းစီကိုပြန်နှုတ်ဖို့ပြောလိုက်တဲ့ ဒီလိုနဲ့ဒေါသကိုထိန်းချုပ်နိုင်တဲ့နေ့တွေမှာမောင်မောင်ဟာခြံစည်းယောဂအတန်းတွေကိုတစ်ချောင်းစီနှုတ်လာလိုက်တာနှုတ်ဆရာအတန်းတစ်ချောင်းမှမရှိတော့တဲ့အထီးပဲတဲ့မောင်မောင်ရဲ့အဖေဟာဝမ်းသာအားရနဲ့မင်းလုံနိုင်သွားပြီးမင်းဟာလူတော်လေးတစ်ယောက်ပဲဆိုပြီးချီးကျူးပြောဆိုတဲ့ပြီးတော့မောင်မောင်ရဲ့အဖေဟာဝမ်းနေတဲ့လေတန်နဲ့ဒါပေမဲ့ဒါခြံစည်းယောဂကတန်နှုတ်လိုက်လို့ကြံခဲ့တဲ့တန်နှုတ်ရအပေါက်တွေကိုမင်းမြင်လားအဲ့ဒီအပေါက်တွေကတော့ဘယ်တော့မှအရင်တိုင်းမဖြစ်နိုင်တော့ဘူး ဒီလိုပဲမင်းရဲ့ဒေါသထွက်တုံးကပြုမှုပြောဆိုခဲလှုပ်ဆောင်ခဲ့တဲ့အရာတွေကလည်းဘယ်တော့မှပြန်မကောင်းနိုင်တော့ပဲခန္ဓာကိုယ်ပေါ်ကမပြောင်းနိုင်တော့တဲ့အမာယုတစ်ခုလိုလူတိုင်းရဲ့မျက်ဉဏ်ထဲမှာဆွဲထင်နေခဲ့အောင်ပါပဲလို့မောင်မောင်သတိထားမိအောင်ထောက်ပြလိုက်တဲ့ကလေးတို့ရေဒီဇလန်လေးရဲ့အတိတ်ပဲကတော့ဘာကြောင့်ပဲဒေါသထွက်ထွက်ဒေါသဆိုတာမကောင်းတဲ့အရာတစ်ခုပေါ့ကွယ်ဒေါသဟာမကောင်းတဲ့ပြုမှုခြင်းတွေကိုဥတီစေတဲ့အနေရရှိဆုံးလက်နက်တစ်ခုလည်းဖြစ်ပါတယ် ဒေါသထွက်ပြီးတခုခုတစုံတရာကိုပြုမှုပြောဆိုလိုက်ရတဲ့အတွက်ကြောင့်စိတ်ကျေနပ်မှုရကောင်းရနိုင်ပေမဲ့မကောင်းတဲ့အမတ်ရစရာတွေတော့ကြံခဲ့မှာပါပဲ။ဒါကြောင့်ကလေးတို့လည်းမိသားစုဆွေမျိုးသားချင်းတငယ်ချင်း အချင်းချင်းတို့ကြားပြောဆိုဆက်ဆံရမှာဒေါသမထွက်မိဖို့တတိထားရမယ်နော်။ကြည့်ရှုနားဆင်ပေးမှုအတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။ယခုကဲ့သို့သောပညာပေးဗဟုသုတပုံမြင့်များကိုအမြဲတင်ဆက်ပေးနေမှာမို့ကျွန်တော်ရဲ့ YouTube channel ကို like and subscribe လေးလုပ်ပေးခဲ့ကြပါအောင်ခင်ဗျာ။